စနေစမှာတော့ဇီဝဲထွက်နေတဲ့အထက်သားသားကြောင့်သာအုပ်စုတစ်ခုတွေ့ရမှာပါသူတို့ရဲ့မိနာဆိုတဲ့ကောင်မလေးကလည်းဇီဝဲထွက်ရင်ခွေးလေးတစ်ကောင်ချစ်လို့တော့ပို့ပါတယ်ဒါပေမဲ့ခွေးလေးရဲ့တခင်ကိုမြင်တော့ကြအရင်ကြောက်သွားပါတယ်အကြောင်းကတော့ခွေးလေးရဲ့တခင်ဖြစ်တဲ့ဆန်ကူကကြည်ရနဲ့ရာဇဝဲသားလိုထင်ရလောက်အောင်ယူဆိုးနေလို့ပါမိနာကလည်းလန့်ပြီးအော်ပါတယ်ဒါကြောင့်မိနာရဲ့တခင်ချင်းတွေကလည်းဆန်ကူကမိနာကိုမခွဲမရလုပ်နေလို့ထင်သွားပါပြီဒါကြောင့်သူတို့ အုပ်စုကလည်းဆန်ကူကိုပြဿနာရှာပါတယ်အဲဒီအချိန်မှာဆန်ကူရဲ့အကူဖြစ်သူဂျက်ဖီရောက်လာပါတယ် ဂျက်ဖီကလည်းလက်ထဲမှာကွက်ကြီးခြင်ထားရဲ့ပြင်ဝေထားသမျှလည်းလူတက်လို့ရတဲ့အင်းဆက်ပစ္စည်းကြီးပါပဲ။ပူဆိုးရကသူ့မျက်နှာပါ။ဂျက်ဖီရုပ်ကဆန်ကူထက်တော်ပူဆိုးနေပြီးလူသမားရုပ်ပေါက်နေပြန်ပါတယ်။ဒါနဲ့မကသေးပဲအတန်ကားပါမာရီယာကြောင့်အောင်းသားတွေကလည်းဂျက်ဖီကိုဝင်ဆက်လူသမားလို့ထင်သွားပြီးအသာလေးပဲပြန်လေးထွက်လာကြပါတယ်။အင်းအမတော်ကျောင်းသားတချို့ကလည်းတောဆက်နာမှာရှိရဲ့ဤဆောင်ပင်ရဲ့စိန်ခံအင်းစီသွားပါတယ်ဤဆောင်ပင်ကခင်ချင်ပြည့်နာမည်ကြီးအခါသာသမားတယောက်ပါ သူတို့ချရတာတော့တဲ့လမ်းပေါ်မှာစိတ်တကောင်ကိုတိုက်မိပါတယ်။ဒါပေမဲ့ကျောင်းသားတွေကတော့စိတ်အတွက်ဝမ်းနည်းမနေရဲ့ပြင်စိတ်ကိုပါတက်လက်နိုင်လို့တော့ပြောနေကြပါသေးတယ်။မိနာကတော့စိတ်ကိုတက်လိုက်မိရဲ့အတွက်ဝမ်းနည်းစိတ်ဖြစ်ပြီးစိတ်လေးကိုမြေမြုပ်ပေးစေချင်ပါတယ်။ဒါပေမဲ့ဆောင်းမင်းကမြေမြုပ်ပေးချင်ပါဘူး။ဒါပြင်မိနာကိုတနာတက်လို့ဆိုပြီးပါအပြစ်တင်ပါသေးတယ်။ဒါကြောင့်သူတို့ချရတယ်ဒီတိုင်းထွက်လာလိုက်ကြပါပြီ။သူတို့ထွက်လာပြီးမကြခင်မဲ့ဆန်ကူနဲ့ဂျက်ဖီတို့လည်းအိမ်သားရောက်လာပါတယ်။ဆန်ကူတို့ကလည်းလမ်းပေါ်မှာလဲနေတဲ့စိတ်လေးကိုမြင်သွားပါတယ်။ ရိုးရင်းပေမဲ့အတန်းတွေဆန်ကူတို့ကလည်းစိတ်လေးကိုအိမ်မှာမျိုးကိုတွေးပါတယ်။ဒါကြောင့်စိတ်အသေးကိုဘုံနှင်းနဲ့ပတ်ပြီးကားဝတ်တင်ပါတယ်။ဒါပေမဲ့ဒါဝင်မြင်းနဲ့ရဲနေကရဲစွေးကောင်ရုပ်ပေါက်နေတဲ့သူတို့ကိုလူသက်ပြီးအလောင်းဖြတ်ဖို့လုပ်နေလို့ထင်သွားပါပြီ။ဒါကြောင့်ရဲတွေကလည်းသူတို့ကိုဆီလာဆီလာလုပ်ပါတယ်။ဆန်ကူတို့တေလာလာစိတ်ဖြစ်နေတာတည်သွားချိန်မှာတော့ရဲနေကလည်းအထင်လွဲမိသွားပြီဆိုပြီးဆန်ကူတို့ကိုတောင်းပန်ပါတယ်။အမှန်တော့ဆန်ကူတို့ကအခုမှအိမ်ပြောင်းလာတဲ့သူတွေဖြစ်ပါတယ်။ပြောင်းနေဆိုတာကလည်းအိမ်ကိုဝယ်အောင်ဝယ်ရသေးပါဘူး။ တော်ရဲရအင်ဖြစ်ကြီးကိုဝယ်ဖို့လာတဲ့သူတွေပါစံကူရဲ့အင်ဂျီကိုရောက်ချိန်မှာအင်ဂျီရဲ့ပုံစံအမှန်နဲ့အယောင်တင်ထားတဲ့ Photoshop နဲ့တခြားစီဖြစ်နေပါတယ်ဂျေဖီကလည်းအင်ကလိုင်းပေါ်ကပုံနဲ့မတူလို့ဆိုပြီးအင်ပွဲစားကိုစိတ်ဆိုးပါတယ်ဒါပေမဲ့စံကူကအင်ကိုအရင်သဘောချနေကြဝယ်လိုက်ကြပါတယ်အင်ပွဲစားကလည်းသူတို့အင်ကိုရောင်းပြီးတာနဲ့နိုင်ငံခြားကိုထွက်သွားပါတယ်အမှန်တော့ဒီအင်ဂျီရဲ့ချက်ချောင်းအဟောင်းကြီးပါဂျေဖီကလည်းအင်ကိုကြည့်ပြီးပြန်ရမယ်လို့တွေးပါတယ် အင်္ဂလည်းအချိန်နေဆိုလားမဆိုလားဆိုရင်ဂျက်ဖီအုတ်ထုတ်ချိလိုက်တယ်ဆိုရင်ပဲတိုင်ကြီးကလဲကျသွားပြီးအပေါ်ကတစ်သားကြွားကပြုတ်ကျလာပါတယ်။ဂျက်ဖီလည်းတစ်သားကြွားနဲ့ခေါင်းနဲ့မညာအောင်အမြန်ရှာရပါတယ်။အဲနောက်မှာတော့ဂျက်ဖီနဲ့ဆန်ကူလည်းကျမ်းပြင်မှာမီယောက်ခန်းကိုရှာတွေ့လို့မီယောက်ခန်းနဲ့ဆင်းလာကြပါတယ်။မီယောက်ခန်းထဲမှာတော့ထူးဆန်းတဲ့ရုပ်ထုကိုတွေ့ရတဲ့အပြင်ငွေကြီးဆန်နဲ့ငွေတနက်တလက်ကိုပါရှာတွေ့ပါတယ်။အဲအပြင်ကျမ်းပြင်မှာရှိတဲ့စတန်နစ်စတားကိုလည်းတွေ့လိုက်ရပါတယ်။စတန်နစ်စတားကတော့အတော်ဆုံးရဲ့အစီရင်ဖြစ်ပြီးမရဲရဲကိတ်တကားပါ။ တကူမတီးရဲ့ဂျက်ဖီတို့ကတော့ဘေကောင်လက်ဆွတ်ထားလဲဆိုပြီးတည်တိုင်းထားခဲ့ပါတယ်။နေနောက်မှာတော့ဂျက်ဖီနဲ့စံကူတို့နှစ်ယောက်သားစိတ်အသေးယူယူသွားပြီးတိုးထဲမှာမိသားမျိုးပေးပါတယ်။စိတ်ကူမီမျိုးချိန်မှာတော့ညနေဆောင်နေပါပြီ။ဒါပေမဲ့သူတို့ညီကိုနှစ်ယောက်ကတော့ငားများမယ်ဆိုပြီးရေကန်ရှိရာစီထွက်သွားပါတယ်။သူတို့မတီးလိုက်ရကတော့စိတ်အသေးကိုမီမျိုးလိုက်တဲ့သူတို့ရဲ့လုပ်ရက်ကစတန်နစ်စတာကိုအသက်ဝင်လာစေတယ်ဆိုတာပါပဲ။အဲဒီအချိန်မှာစောင်းပင်ရဲ့ဇင်ခိုင်မှာတော့စောင်းပင်နဲ့မိနအတူရှိနေပါတယ်။ ။ချောမင်းကလည်းမိနာကိုသူတို့စိန်ခံအိမ်သားနေရာကတရေချောက်တဲ့အကြောင်းပြောပြပါရတယ်။လွန်ခဲ့တဲ့နှစ်အတော်ကြာတော့ကဒီရွာထဲမှာကောင်မလေးတယောက်ရှိခဲ့ပါရတယ်။ကောင်မလေးကိုဖူပါမက်လို့ခေါ်တဲ့စိတ်တရေတဲ့ကောင်ကညာတိုင်းဝင်ပူပြီးကောင်မလေးကလည်းတရေအပူခံရတာနဲ့အသွက်ချင်ရသွားပါရတယ်။ဒီကိစ္စကြောင့်ဒီရွာလုံးလည်းတုန်လှုပ်ခဲ့ကြပါရတယ်။အဲ့ဒီမှာရွာထဲမှာခွေးရတနာပြုဖာသာတယောက်ရှိခဲ့ပါတယ်။ဒီဖာသာကလည်းကောင်မလေးကိုဖမ်းပြီးတရေနေနေပါတယ်။ဒါပေမဲ့သူဘလို့ပဲတရေနေနေဆွာကြီးရဲ့ဖူပါမတ်ကဖြုံအောင်ဖြုံပါဦး။ ါကြောင့်ဆရာတော်ကလည်းသူ့ကိုတနက်သုံးပြီးကောင်မလေးကိုပြစ်တက်ခဲ့ရပါတယ်။ဆောင်းမင်းရဲ့ဘိုးလေးကလည်းဒီမိစ္ဆာနေပွဲမှာပဲပူပါမဲ့နဲ့ဆိုကြတော်ပြီးခဲ့ရပါတယ်။ဆောင်းမင်းကလည်းမိနာကိုဝမ်သိမ်းတရားနဲ့အဆောင်ဆိုတဲ့အဆောင်တစ်ခုလက်ဆောင်ပေးပါတယ်။ဆောင်းမင်းပြောသလိုဆိုရင်တော့ဒီအဆောင်ကအတော်လေးနာမည်ကြီးရဲ့နတ်ဆရာလုပ်ထားတဲ့အဆောင်ပါ။မိနာကလည်းဆောင်းမင်းကသူ့ကိုကြိုက်နေလို့တွေးသွားပါတယ်။ဒါပေမဲ့ဆောင်းမင်းကတော့မိနာကိုကြိုက်မိပါဘူး။ဆောင်းမင်းရဲ့မျက်လုံးထဲမှာမိနာကတာမန်ကစားစရာအယုတ်သက်တာပဲရှိပါတယ်။ ဒါကိုတီးသွားတဲ့မိနာကတော့သူ့ကိုစောင်းမင်လို့ရှိတဲ့နေရာကြီးခေါ်သွားလို့ဆိုပြီးဘိုရာကိုစိတ်ဆိုးပါတယ်။မိနာကလည်းဆန်ဂူရိုငါးများနေတဲ့ရေကန်ဘေးစီစိတ်ဆိုးဆိုးနဲ့သွားပါတယ်။ရေကန်ဘေးကိုရောက်တော့ဘိုရာကိုဇက်လိုက်ကုန်းခေါ်ပါတယ်။ဒါပေမဲ့သူဘလို့ဆက်ဆက်ခြေဆံနဲ့ရေနဲ့တူးနေတဲ့ဘိုရာကတော့ဖုံးလာနေရတာမသိပါဘူး။အဲ့ချိန်မိနာတယောက်ဆန်ဂူရိုကိုမြင်လိုက်ရတော့တရေအကြောင်းကြားထားတာမှမကြားသေးတော့တရေမြင်နေတဲ့ထင်မိလန့်သွားပါတယ်။လန့်သွားတဲ့စိတ်နဲ့ပဲမိနာလည်းရေကန်နဲ့ချီချိုကြသွားပါတယ်။ မိနိုင်ရဲ့အော်ဒန်ကြောင့်ဘူရာကလည်းရေနဲ့တူးရဲ့နေရာနဲ့အာရုံပြတ်သွားပြီ။ဂျက်ဖီကလည်းမိနိုင်ကိုရေနဲ့တူးနေဆင်းခဲ့ပြီး CPR လုပ်ပေးပါတယ်။ဒါပေမဲ့တတိယလာတဲ့မိနိုင်ကတော့ဂျက်ဖီကသူ့ကိုအတင်းရေနဲ့တူးနေထင်သွားပါတယ်။ဒါကြောင့်မိနိုင်လည်းထပ်ပေးပါတယ်။ပြင်းရင်ကနေရှေ့ချော်လဲတာကြောင့်အကြောက်လန့်လို့နေမိနိုင်ကလည်းတတိလက်သွားပြန်လာပြီ။ဂျက်ဖီတို့ကလည်းတတိလက်နဲ့မိနိုင်ကိုပြုစုပေးဖို့အင်ပြန်ခွေသွားကြပါတယ်။ဒါပေမဲ့ချုံွယ်ကနေသူတို့ကိုကြည့်နေတဲ့ဘူရာကတော့ဂျက်ဖီတို့ကမိနိုင်ကိုပြန်ဆွေးဆွဲသွားတယ်လို့ထင်သွားပါတယ်။ ဒါကြောင့်ဘူရာကလည်းမိနာပြန်ပြီးဆွဲခံရတယ်ဆိုပြီးဆောင်းမင်းကိုတော့ပြောပါတယ်။ကျန်တဲ့သူတွေကတော့မိနာကိုစိတ်ပူပေမဲ့ဆောင်းမင်းကတော့မိနာရဲ့အင်ကြီးအိတ်ကလေးကသူ့ဖုန်းကိုစိတ်ပူပါတယ်။အကြောင်းကတော့ဖုန်းထဲမှာသူတို့ဆေးချတာတဲ့အကြောင်းတွေပါပဲ။အကုန်မတန်းတပုံရှိနေလို့ပါ။နံပါတ်ကြီးဆယ်လေးဆောင်းမင်းအတွက်ကတော့အဲ့လိုမတန်းတွေကသူများစီရောက်သွားတယ်ဆိုတာကမကောင်းတဲ့ကိစ္စပါပဲ။ဆောင်းမင်းကလည်းမိနာကိုပြန်သွားခဲ့မယ်ဆိုပြီးလုပ်ပါတယ်။ဒါပေမဲ့တကယ်တကယ်ဆောင်းမင်းစိတ်ထဲမှာတော့မိနာကိုကယ်ချင်တာတဲ့သူ့ဖုန်းသူ ပြောင်းခြင်းနဲ့စိတ်ပဲရှိတာပါစိတ်ကိုတိုက်မိတော့ကလည်းကောင်းမောင်းနေတဲ့ချူချောကလည်းစောင်းမင်းတို့ကိုထားခဲ့ပြီးထွက်ပြေးပါတယ်အမှန်တော့သူကစောင်းမင်းတို့ကိုအယံမုံနေရပါဒါကြောင့်ဖုံးပွားသွားတာကိုကောင်းတယ်လို့တွေးပြီးသူ့အမှုမပတ်အောင်ပြေးတာပါပဲဒါပေမဲ့သူပြီးရဲ့လမ်းမှာလူတက်ခဲ့တဲ့စိတ်နဲ့ပြန်တွေးပြီးစိတ်စီရတက်ခိုက်တာခံရတာကြောင့်ကားပေါ်ကဆင်းပြေးရပြန်ပါတယ်ဒီလိုနဲ့မိုးရင်းလာတာကြောင့်မိနာကလည်းသတိလစ်နေရတယ်ပြန်သတိရတာပါတယ်သတိရတာနဲ့မိနာကလည်းစမ်းကြဲနဲ့ကူချောဖို့လူသက်သမားတွေကိုထင်ပြီးတက်ခိုက်ပါတယ် ဒါပေမဲ့စံကူရိုးကလည်းအသက်ကြီးရတဲ့သူတွေမှသိသွားချိန်မှာတော့မိနာကလည်းစံကူရိုးကိုအကောင်းမြင်သွားပါပြီ။မနေ့ကစားပြီးချိန်မှာတော့စံကူနဲ့မိနာတို့နဲ့အတူပကံစည်းပါတယ်။တကူစောင့်ကြည့်နေတဲ့စောင်းမင်းတို့ကတော့မိနာကစံကူရိုးနဲ့တပွဲတည်းဖြစ်သွားပြီလို့ထင်သွားပါတယ်။အဲ့ချိန်ဂျက်ဖီကတော့တစ်တုံးကိုလွှတ်ဆက်နဲ့တိုက်ဖြတ်ဖို့လုပ်နေပါတယ်။အဲ့ချိန်မှာနေဂျေကောင်တွေတစ်တုံးတွေကထွက်လာပြီးသူတို့ကိုလိုက်တုံနေရကြောင့်ဂျက်ဖီလည်းပြေးရပါတယ်။ ဒါကိုမြင်တဲ့ဆောင်းတွေကလည်းငကြေကောင်လို့မမြင်ပဲလွှတ်စက်တရင်ရလုံနေအောင်နေပြီးသူတို့ကိုတက်ဖို့လုံနေလို့ထင်ပြီးထွက်ပြေးကြပါတယ်ဖြစ်ချင်တော့ဂျက်ဖီနဲ့ဘူရာနဲ့ကပြေးနေဘက်တူနေပါတယ်ဂျက်ဖီကလည်းဘူရာကိုမိနဲ့တငယ်ချင်းမဲတန်းသိပါတယ်ဒါကြောင့်မိနာကိုပြန်ခေါ်သွားဖို့ဘူရာကိုလမ်းအောင်ပြောရင်အဝေးကိုထွက်ပြေးသွားပါတယ်အဲ့ချိန်မှာတစ်ပင်ဘောကတစ်ကိုင်းတစ်ကိုင်းကျလာပြီးဘူရာဘက်မှာလာဆိုင်လို့ဘူရာလည်းတုတ်ပြေးသွားပါပြီဂျက်ဖီကတော့အိမ်မှန်ပြန်ပြီးဆက်ဘူရာကိုငကြေစုပြန်လုပ်ပြီးပြောပါပါတယ်ဂျက်ဖီလည်းဘူရာကိုတွေးခဲ့ကြအောင် ီနာကိုပြန်ပြောပြပါတယ်မီနာကလည်းတင်ငယ်ချင်းတွေရောက်လာပြီဖြစ်လို့ဂျက်ဖီတို့သူတို့လိုက်ဖို့ဖို့မလို့တော့ကြောင်းပြောပါတယ်ဆန်ကူလည်းမီနာကသူတို့နားကြကြနေမယ်ဆိုလို့ပြောသွားပါတယ်အဲ့ဒီညနေခင်းမှာတော့ခြေဆန်တို့ကတုတ်ကင်းနေတဲ့ဘူရာကိုတွေ့သွားကြပါပြီခြေဆန်တို့ကလည်းဥပဒေအရန်ကောင်းတဲ့ဆန်ကူတို့ကိုပဲတရားခံထင်သွားပါတယ်ဒါကြောင့်ဘူရာအတွက်လက်စားကြည့်မယ်ဆိုပြီးလုပ်ကြပါတယ်သူတို့တောင်းတာဆန်ကူတို့စီရောက်ချိန်မှာတော့ဆန်ကူကမီနာနဲ့အတူအပင်ဆိုင်ဖို့တစ်ပင်ပေါင်းလုပ်နေတာပါ ဒါပေမဲ့သူတို့အမြင်နဲ့စောင့်ဝင်ကတော့စံကူကမိနာကိုမြုပ်မဲ့အခေါင်းကိုမိနာကိုယ်တိုင်လှုပ်ခိုင်းတယ်လို့ထင်သွားပါတယ်။အဲဒီအချိန်ဂျော်ဖီကအလီလိုက်နေတဲ့စံကူတို့ကိုစိတ်ဆိုးပြီးရှိသမျှတိတားချောင်းအကုန်ချိန်ဆက်တယ်ထည့်ပြလိုက်ပါတယ်။စောင့်မင်တို့ကလည်းလူခွဲပြီးစံကူတို့ကိုတိုက်မယ်လို့ပါတယ်။ဒါပေမဲ့သူတို့တောင်ဘာမှမလုပ်လိုက်ရသေးခင်မှာပဲကန်ဒီယာကသူတို့ကိုတော်ကြီးခိုင်းပါတယ်။စံကူတို့ကလည်းနေရင်းထိုင်ရင်လူတက်တရခံဖြစ်မလို့ဖြစ်သွားတာကြောင့်လန်သွားပါတယ်။မိနာကလည်းသူ့တငယ်ချင်း၄ရက်လုံးသူ့ရှေ့တင်သေးသွားတာကြောင့်သတိလစ်သွားပါပြီ။ ်ဂျက်ဖီရိုးကလည်းတည်သွားတဲ့ကျောင်းသားရင်နဲ့ပတ်သက်ပြီးဘယ်လိုလုပ်ရမလဲစဉ်းစားမရဖြစ်နေပါတယ်အဲ့ချိန်မျိုးတွေထဲမှာတော့ဂျက်ဖီရိုးတွေ့ခဲ့တဲ့ကင်းတဲ့ရဲနှစ်ယောက်စကားပြောနေရတွေ့ရမှာပါအသက်ကြီးတဲ့ရဲကလည်းဂျက်ဖီရိုးရှိတဲ့ခံစားချက်ကိုမကောင်းလို့ဆိုပြီးပြောနေပါတယ်အဲ့ချိန်မှာတော့ဂျူချောကသူတို့စီရောက်လာပါတယ်ဂျူချောကတော့စိတ်စီကတိုက်ခိုက်ခံရတဲ့ကောင်ပါဂျူဂျိုနဲ့ဂျက်ဖီရိုးကမိနာကိုပြန်ပြီးဆွဲသွားရဆိုပြီးပြောပြပါတယ်။ဒါကြောင့်ရဲနှစ်ယောက်လည်းចောင်းသားလေးနဲ့အတူဂျက်ဖီရိုးအိမ်ကိုသွားပါတယ်။အဲ့ချိန်ဂျက်ဖီရိုးကတော့အိမ်ထဲမှာရှိနေတာပါ ရဲနှစ်ယောက်ကလည်းဂျက်ဖီအိမ်ရောက်လာတော့မသေးသေးပဲတတိပြန်ရလာတဲ့စောင့်ပင်ကိုတွေ့ပါတယ်။ရဲကြီးကလည်းဂျက်ဖီတို့ကိုတရားခံထင်သွားပြီးဝင်ဖမ်းဖို့လုပ်ပါတယ်။ဒါပေမဲ့ဂျက်ဖီတို့ရဲ့တစားစီဖြစ်နေတဲ့အိမ်ကြောင့်အဲ့ရဲတဲ့အတုပဖြစ်သွားပါပြီ။ဖြစ်ချင်တော့သူအတုပမဖြစ်သွားခင်မတော်တဆတနက်ပြစ်လိုက်မိတာကရဲပေါက်စလေးတို့နာကိုပြစ်မိပါတယ်။စူးတာကတော့ရဲကအစီအစဉ်ထွက်နေရပါပဲ။စီစဉ်ထွက်တဲ့စူးတာကလည်းစီကံကိုကောက်ဆွားကထုံးမိပြီးပေါက်သွားလို့ပါ။ဒါကြောင့်ရဲကြီးရဲ့ကြီးချက်ကရဲလေးတို့ရဲ့နေရာကိုမီးရှို့လိုက်လို့ဖြစ်သွားပါတယ်။ Jeff ရောကလည်းမီးလောင်နေတဲ့ရေလေးရဲ့ဘောင်းမီကိုမီးကိုတက်ပေးပါတယ်။ဒါပေမဲ့ဆူနာနဲ့ရေကိုမာပြီးမီးပေါ်လောင်မိလိုက်တာကြောင့်မီးကပူပြီးပြင်းသွားပါတယ်။ရေလေးကလည်းမီးရှင်ကြောင့်ပဲတတိလစ်သွားပါတယ်။ဆောင်းမင်တို့ကလည်း Jeff ရောကိုတနက်နဲ့လိုက်ပြစ်ပါတယ်။ဒါကြောင့် Jeff ရောကလည်းအိမ်ထဲဝင်ပြေးပါတယ်။ဒါပေမဲ့ဆောင်းမင်တို့က Jeffy ရဲ့မွေးထားတဲ့ခွေးကိုဖမ်းပြီး Jeffy ရို့ကိုချင်းချပြန်ကြောင့် Jeffy ရို့ကလည်းအေးဆွမီခွေးကိုထွက်ခဲ့ရပါပြီ။ဆန်းကူကတော့မျက်စိမိတ်ပြီးတန်ရိုက်တနက်နဲ့ဆောင်းမင်တို့ကိုပြစ်လိုက်ပါတယ်။ ဂျက်ဖီကလည်းသူ့ညီရဲ့တိုက်ချက်တွေကိုခုခံရင်းအလုံးရှုံးနေတဲ့ဆောင်းမင်းတို့စီကခွေးကိုယူပြေးပါတယ်။ဆောင်းမင်းတို့ကလည်းဂျက်ဖီနောက်လိုက်ကြပါတယ်။အဲ့ချိန်မှာမိနာကနိုးလာပါတယ်။မိနာပြင်ထွက်လာချိန်မှာတော့ဆောင်းမင်းတို့နေရာကတော့ဂျက်ဖီနဲ့ခွေးပါမရှိတော့ပါဘူး။ဒါကြောင့်ဆန်းကူနဲ့မိနာကသူတို့ကိုလိုက်ရှာရပါတယ်။တစ်ဖက်မှာတော့ဂျက်ဖီတို့နေတဲ့နေရာနဲ့ပိုင်ရှင်ဟောင်းဖာသာကကိုမဝင်းရဲ့နေရာကနိုးလာပါတယ်။ဖာသာလည်းနိုးနိုးချင်းမှလည်းသူ့ဆရာဖာသာဟောင်းဖြစ်နေတဲ့စာအုပ်ဖတ်ပြီးဖူပါမတ်ကလူငါးယောက်စတေးဘီယာနဲ့ပြန်နိုးလာတယ်ဆိုတာကိုသိသွားပါပြီ။ ါလိုလိုနဲ့ညဘက်တောင်ရောက်လာပါပြီသူတို့တွေ့ရမှာကတော့ကျွတ်တုတ်ပြီးရိုက်ခံရတဲ့ Jeffy ကိုပါသူတို့ရိုက်နေကြတဲ့သူတွေကတော့စောင်းမင်းတို့ပါပဲသိမကြခင်မဲ့မိနာတို့ကအင်နာရောက်လာကြပါပြီမိနာကလည်းစောင်းမင်းတို့ကိုတားပါတယ်ဒါပေမဲ့စောင်းမင်းတို့ကတော့သူတို့လာတာမိနာကိုကယ်ဖို့မဟုတ်ကြောင်းပြောပါတယ်စောင်းမင်းကလည်းမိနာရဲ့အင်ကြီးရဲ့အိတ်ကတ်ထဲကဖုန်းကိုပြန်ယူပါတယ်ကျူချောကတော့စောင်းမင်းရဲ့လက်ထဲကဖုန်းကိုလုပြေးပါတယ်။ဒါပေမဲ့သိမချခင်မဲ့ကျူချောလည်းပြန်ရောက်လာပြီးကျူချောနဲ့အတူတည်သွားတဲ့ပုံကလည်းပါလာပါတယ်။ အမှန်တော့ဘူရာကစိတ်တရားဝင်ဘူးခံရထားလို့တရားဖြစ်နေပါပြီဘူရာကလည်းဂျူချောကိုလိုက်တိုက်ခိုက်ပါတယ်ဒါကြောင့်ဂျူချောလည်းအမြန်ပြေးရပါတယ်စိတ်တရားကိုလက်တွေ့မြင်လိုက်ရတဲ့ဆောင်းမီလည်းပြေးပါတယ်မိနာဘူကလည်းအဲချင်ဂျက်ဖီကိုချိုးဖြိပေးရပါတယ်မိနာတို့ပြန်ရောက်ချိန်မှာတော့သူတို့အိမ်ထဲရောက်နေတဲ့ဆောင်းမီကိုတွေ့ရပြန်ပါတယ်ဆောင်းမီကလည်းထွက်ပြေးဖို့ပြင်နေတာပါဒါပေမဲ့အဲချင်မှာပဲစိတ်တရားလိုက်တာခံရပြီးတည်သွားတဲ့ဂျူချောကဆောင်းမီကိုလိုက်တိုက်ခိုက်ပါတယ်ခဏကြာတိုက်ခိုက်ချိန်မှာတော့ဆောင်းမင်းကလည်းအာသုဘဖြစ်သွားပြီးဖူပါမအသက်ဝင်လာဘူးလို့လည်း ရစ်ကောင်၅ကောင်ကလည်းအရေးတွက်ပြီးတော့ပြီဒါကြောင့်ဖူပါမက်လည်းအသက်ဝင်လာပြီးစောင်းဝင်ကိုယ်လည်းဝင်ပူပါတယ်ဖူပါမက်ကလည်းဂျက်ဖီရိုးကိုလိုက်တိုက်ခိုက်ပါတယ်အဲ့ချိန်ဖာသာကလည်းရောက်လာပြီးကူတိုက်ပေးဖို့လုပ်ပါတယ်ဒါပေမဲ့ဖူပါမက်ကရဲရဲတာကြောင့်ဖာသာကသိရသွားပါပြီဂျက်ဖီရိုးကလည်းဖာသာကိုခေါ်ပြီးပြေးပါတယ်ပြေးရတာရိုးရိုးပြေးရမှာပဲသူတို့အိမ်ကိုမီးရှို့ပြီးမှထွက်ပြေးတာပါဒါပေမဲ့ဖူပါမကတည်သွားတဲ့လူတွေကဖိုးကောင်ပေါ်မြောင်းပြီးချက်ဖီရိုးနောက်လိုက်ခိုင်းတာကြောင့်ပြင်းများတော့ပါဘူး ဆက်ကူနဲ့ဂျက်ဖီကလည်းဘူဝါမတ်ကိုတိုက်ပြီးမိနာကိုဖြေဖို့အချိန်ဆွဲပေးပါတယ်။ဖာသာကလည်းဘူဝါမတ်ကိုတက်ဖို့တနက်လူကြောင့်မိနာကိုပြောပြပါတယ်။ဒါကြောင့်မိနာကလည်းတနက်ကိုတိုက်ရှာရပါတယ်။ခဏကြာမှတော့တနက်ကိုရှာတွေ့ပေမဲ့တနက်ကသုံးရတော့ပါဘူး။ဒါပေမဲ့ခွေးလေးကျေးဇူးကြောင့်ဂျီတန်ကိုတော့ရှာတွေ့ပါတယ်။ဒါကြောင့်မိနာလည်းအဲဂျီတန်ကိုတန်ရိုက်တနက်လေထည့်ပြီးဘူဝါမတ်ကိုပြစ်လိုက်ပါတယ်။ဂျက်ဖီတို့ကလည်းမိနာကျေးဇူးကြောင့်အသက်ပေးရလွတ်သွားပါပြီ။ အဲနောက်မှာတော့ကောင်းကင်ကနေလက်အကြီးကြီးပေါ်လာပြီးနာကျင်နေတဲ့ဖူပါမတ်ကိုဆွဲခေါ်သွားပါတယ်။ဒါရီအားလုံးကိုမြင်ခဲ့တဲ့သူကတော့တတိယလာပြီးဖြစ်တဲ့ရေလေးပါပဲ။အဲနောက်မှာတော့ရေလေးကငရဲတို့နှက်ပြီးတကယ်ရှိကြအောင်တက်တည်ဆက်ဆိုပြီးခဲ့ပါတယ်။အဲ့ပြင်ကောင်းကင်ဘုရားကြားလိုက်တဲ့လက်ကြီးကိုပါရမ်းမိထားတယ်ရှိပါသေးတယ်။အဲ့ဒါကတော့ Blast Spot ပါပဲ။အဲ့ Blast Spot နဲ့ရဲပေါက်ဆက်လေးခြေစုပ်ကြောင့် Jeffrey တို့ကလည်းအမှုကနေခွင်းလုံးချွတ်လွတ်သွားပါပြီ။အမှန်တော့ Jeffrey တို့တော့ဆိုတာကဖူပါမတ်ကိုရင်ဆိုင်ဖို့ဖျားသခင်လုပေးလိုက်တဲ့နှက်သား၃ပါးပါပဲ။ နောက်ဆုံးမှာတော့ Jeffy စံကူနဲ့မိနာတို့အတူပျော်ရွှင်စွာနေထိုင်သွားရင်းဇလန်လေးနဲ့ပြီးဆုံးသွားပါတယ်